မင်္ဂလာပါရှင်ဒီ channel တူတူစာအုပ် review လေးပေါ့နော် book review writing လေးတခုလောက်ရေးကြည့်ရအောင်ဒါကတကယ်တော့ part 2လေးဖြစ်ပါတယ်အရှိမှလည်းဒီ channel တူတူ brainstorming လုပ်ခဲ့တာ၄စာနဲ့တချောင်းချင်းစီရဲ့ structure စီကိုလေ့လာခဲ့ပါတယ်ဒါလေးကတော့ paragraph ဖြစ်အောင်ပြောင်းရေးမယ် part 2လေးဖြစ်ပါတယ်အရင်ဆုံးတချို့ကဒီစာအုပ် review လေးရေးတယ်ဆိုရင်တော့ကိုရေးချင်တဲ့စာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအချို့ဝတ်သိဖို့လိုပါတယ်အထူးသဖြင့်ဒီစာအုပ်ကိုဘယ်သူရေးတာလဲအစရှိသဖြင့်ဒီစာအုပ်နဲ့ပတ်သက်တဲ့ဒီဘာအကြောင်းအရာလဲဒီဟာက general information လေးတွေသိထား ို့လိုတယ်။စာအုပ်ထဲမှာပါဝင်မဲ့ဇက်အင်ဇက်ကွက်ကလေးတွေကိုအနေချင်းနားလည်ဖို့လိုတယ်။ကိုကရောဒီစာအုပ်ကိုဘယ်လိုထင်မြင်သုံးသပ်လဲ။ကို့မှာလည်းကိုပိုင် opinion ရှိဖို့လိုပါတယ်။ဒါနဲ့ပတ်သက်ရင်အားလုံးခြုံပြီးတော့ကိုကဥမာနောက်တစ်ချိန်ထပ်ဖတ်မဲ့စာအုပ်မျိုးလားဒါမှမဟုတ်သူတစ်ပါးကိုညှို့မဲ့စာအုပ်မျိုးလားဒါမျိုးလေးတွေကိုတချို့တို့သိထားဖို့လိုပါတယ်။တကယ်လို့ brainstorming လုပ်ပြီးသွားပြီဆိုရင်တော့ RJ Palacio listening လို့ကြည့်ရအောင်နော် novel about kindness courage and acceptance. The story centers around August Pullman, a boy with a facial difference, as he attends a mainstream school for the first time. Set in modern day America, the book explores how Augie and those around him cope with bullying, friendship, and family life. I found the character deeply relatable and the story incredibly moving. The author does a great job of showing different points of view, which made the story even more powerful. Although the language is simple, it is heartfelt. It kept me turning. was the message. When given the choice between being right and being kind, choose kind. Overall, Wonder is a must read for everyone of any age. It's touching, thoughtful, and unforgettable. I would rate it a 5 out of 5 stars. โอเคကဲဒါဆိုရင် listening နဲ့လုပ်ပြီးသွားပြီဆိုရင်ဒီချက်နဲ့တူတူတစ်ခါတော့ဖတ်ကြည့်အောင်ဆိုတစ်ချက်ရေးထားတဲ့စာအုပ်ကလေးက wonder ဖြစ်ပါတယ်ဒါရှိမှလည်းတစ်ချက်ပြခဲ့တယ်ပေါ့နော် wonder ကတော့ဒါ RJ Plasio ရဲ့လက်ရာကောင်းနေတဲ့အတုပ်ဖြစ်ပါတယ်သူဒီ realistic fictions အမျိုးအစားဖြစ်ပြီးတော့သူ့ရဲ့ story အကြောင်းလေးကမွေးရပါရုပ်ပိုင်းဆိုင်ရာထူးခြားတဲ့ပုံစံမျိုးလေးနဲ့မွေးလာတဲ့ကလေးလေးတစ်ယောက်ကပုံမှန်ဒါ homeschooling ကနေပြီးသူ mainstream school ကိုပြောင်းတက်တဲ့အခါမှာသူဘယ်လိုပုံစံမျိုးတငယ်ချင်းတွေနဲ့သူ့ရဲ့ရုပ်ရည်အကြောင်းမဟုတ်လို့ဘယ်လိုပုံစံမျိုး friendship တွေကြုံရတယ်သူ့အပေါ်မှာဒါ fake friends တွေဒါမှမဟုတ်သူ့ပေါ်မှာတကယ်စစ်မှန်တဲ့သူ့ရဲ့ best friends တွေအကြောင်းတွေအကြောင်းမှ bully လုပ်ခံရတဲ့အကြောင်းတွေနဲ့သူ့ရဲ့မိသားစုနဲ့ပတ်သက်တဲ့ family life တွေဒါတွေကိုဒီ Oki ဆိုတဲ့ characters ကို center ထားပြီးတော့ရေးထားတာဖြစ်ပါတယ်အဓိကတကယ်လို့အဲ့ဒါတွေကိုကြည့်ရတာပေါ့နော်အဲ့ပြီးတော့ဒီတဲမှာဆိုရင်ဒါလူကြီးလူငယ်မရွေးဖက်လို့ကောင်းတဲ့စာအုပ်ကောင်းတစ်ခုလည်းဖြစ်တယ်ဒါလေးကိုအဓိကရေးထားတယ်ကဲဒါဆိုပထမဆုံး first sentence structures တွေကိုကြည့်ရအောင် wonder by rj plus you ကဲဒါဆို rj plus you ရေးထားတယ် wonder ဆိုတဲ့စာအုပ်လေးဖြစ်တဲ့အတွက်ကြောင့် Conversation by Wu Dong Lai is an inspiring emotional novel about kindness, courage, and acceptance. Okay, but the story center around August Pullman, a boy with a facial difference, as he attended a mainstream school for the first time. ဒါဆိုသူကကျောင်းကိုပထမဆုံးချိန်ကျောင်းသွားတက်တဲ့အခါမှာသူကတော့အရင်စိတ်လှုပ်ရှားနေတယ်။အဲ့ဒီအပေါ်မှာတချို့တို့ဒါအဓိကရေးထားတာပေါ့နော် set in modern day america set in modern day america ဒီမှာဆိုရင်တချို့တို့လေပုံမှန်ရိုးရိုး sentence ကိုရိုးရိုးဒါ subjects နဲ့စလိုက်တဲ့အရာမျိုးမဟုတ်တော့ဘဲနဲ့ ဒါမှဆိုလို့ရှိရင် past participle နဲ့စာထားတာဖြစ်တယ်။ကဲဒါဆိုရင်အစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့ရေးသွားတယ်။ပထမ first paragraph မှာအဓိကပါပါလေးဆိုတော့စာအုပ်ကိုရေးသားတယ်၊စာရေးသူအကြောင်းပါတယ်။ပြီးတော့စာအုပ်နဲ့ပတ်သက်တဲ့အကြောင်းလေးပါတယ်။ပြီးတော့စာအုပ်ရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ blocks တွေအနည်းချင်းပါဝင်နေရှင်။အဲပြီးတော့ sentence structure အားဖြင့်ဆိုရင်လည်း compound sentence တွေပါဝင်နေ၊ complex sentence တွေပါဝင်နေ၊ compound complex တွေပါဝင်နေဆိုတာတွေ့ရမှာပါနော်။ I found the character deeply relatable and a story incredibly moving. အရင်ကိုဆက်နွယ်ကိုလည်းဒီနေရာမှာဒါဘလို့ဖြစ်မလဲစာရှိသဖြင့်ပေါ့နော် stories တွေအရင်ကိုဖတ်လို့ကောင်းတယ် the author does a great job of showing different point of views which makes the story even more powerful so ကဲဒါဆိုသူကရောအမြင်တစ်မျိုးရှိတယ်သူ့ဘက်ကလည်းအမြင်တစ်မျိုးရှိတယ်သူ့ဘက်ကလည်းအမြင်တစ်မျိုးရှိတယ်ဆိုတော့မတူညီတဲ့ perspectives တွေကိုထုတ်ပြသွားတော့ story ကဖတ်ရတာပိုပြီး powerful ဖြစ်တယ်လို့ခံစားရရတယ် ရေးထားတဲ့ language လေးကရိုးရိုးလေးပဲ hard for ဒါပေမဲ့ hard ရဲ့ it kept maintaining pages တမျက်နာပြီးတမျက်နာဆက်ဆက်ဖတ်သွားတယ်ပေါ့နော်ကိုကြိုက်တဲ့ message လေးကတော့ when given the choice between being right and being kind choose kind ဒါလို့ကိုကမှန်ကန်မှရမယ့်အနေထားရဲ့ဒါပေမဲ့ကိုမှန်လိုက်ရင်လည်းတစ်ဖက်လူနဲ့နာသွားမယ်ကျင်နာမှရမယ့်အနေထားရဲ့ဆိုတော့ဒီချက်တော့ကျင်နာမှုပဲရွေးချယ်ပါဆိုတဲ့စာအုပ်ကလေးကတော့နင်းနင်းညံ့ညံ့လေးသွားထားတာဖြစ်တယ်။ကဲနောက်ဆုံးအနေနဲ့ဒီချက်တော့ညီကုန်းချုပ်ကလေးမှာတော့ overall wonder is a mass rate for anyone on any age ဘယ်သူမှဆိုဘဲတက်ရွယ်မှဆို ုဖတ်ကိုဖတ်ရမယ်အစာအုပ်မျိုးဖြစ်တယ် touching ဖြစ်တယ် thoughtful ဖြစ်တယ် and unforgettable ဖြစ်တယ်တစ်ခါဖတ်ပြီးရင်တခြားလူမမေ့နိုင်လောက်တဲ့ပုံစံမျိုးဖြစ်လို့ fight out of 5ပေးမယ်စာအုပ်မျိုးဖြစ်တယ်တဲ့ကဲဒီထဲမှာတခြားလေးစာအုပ်ကိုညွှန်းတဲ့အခါမှာသုံးသွားတဲ့ vocab လေးတွေလေ့လာကြည့်ရအောင်အထူးသဖြင့် adjective လေးတွေလေ့လာကြည့်ရအောင်နော်ကိုလေးကိုရဲ့စာအုပ်ကလေးအကြောင်းရေးတဲ့အခါဒါလေးတွေပြန်သုံးလို့ရတယ်ရှင့်ပထမတစ်ခုက inspiring ဖြစ်စေတယ်အဲနောက်တစ်ခု emotion တွေကိုတကြွစေတဲ့အတွက်ကြောင့် emotional ဖြစ်တဲ့ပုံစံမျိုးရစေတယ်။အဲပြီးတော့အဲ့ဒီမှာကိုကိုတိုင်းလဲဒါကိုခလိုက်ခံစားလို့ရတယ်ပေါ့နော်။ moving ဖြစ်တယ်။အဲပြီးတော့ရင်တကယ် great job တခုကိုဆောင်ရွက်ထားတာဖြစ်တယ်။ powerful ဖြစ်တယ် stories ကပုံမှန်ပေါ့ပေါ့ပါလေးမျိုးထက် story ဖြစ်တယ်။ တုံးသွားတဲ့ဒီမှာစကလုံးရွေးချယ်မှုကရိုးရှင်းနေ simple ဖြစ်တယ်ဒါပေမဲ့လည်း hard for နှလုံးသားနဲ့ခံစားလို့ရတယ်အဲအဲဒါဆိုရင် mass rate ဘယ်သူမှဆိုဖက်ကိုဖက်ရမယ့်စာအုပ်မျိုးဖြစ်တယ် touching ဖြစ်တယ်ထိတယ်အတွေးတွေပေါ်သွားစေတယ် thoughtful ဖြစ်တယ် တခါဖတ်ပြီးရင်တကယ်လို့မမေ့နိုင်လောက်တဲ့ unforgettable ဖြစ်တယ်။အော်ဒါမျိုးလေး။ဒီထဲမှာဆိုတကယ်တမင် adjectives တွေအများကြီးသုံးထားပေးပါတယ်။အထူးသဖြင့်ဒီ adjectives တွေကိုပြန်ပြီးတော့ကိုယ်တည်လေ့လာလို့ရတယ်။ကိုရေးချင်တဲ့စာအုပ်ကလေးအလှည့်ရောက်လို့ရှိရင်လည်းဒါလေးတွေအသုံးချပြီးပြန်ရေးလို့ရတယ်ရှင်။ကဲဒါဆိုတကယ်အနှစ်ချုပ်လေးပြန်သွားပါမယ်နော်။အဓိကရေးတဲ့အခါမှာပါကိုပါရမှာကတော့စာရေးသူအကြောင်းပါကိုပါရမယ်။အဲပြီးတော့ရင်ဒီ stories နဲ့ပတ်သက်တဲ့ဒီစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးအနည်းငယ်ပါရမယ်။ပြီးတော့ရင်ဒါနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အတွေးအမြင်အဓိကပါမယ်။အခုဆိုရင်တကယ်အတွေး ွေးမြင်ရဆိုလို့ရှိရင်ဒီ stories ဒီဟတ်ထီတယ်ဒါမျိုးပေါ့ powerful ဖြစ်တယ်လို့ထင်တယ်ဒါမျိုးလေးကိုရေပြီးတော့ဒီ story နဲ့ပတ်သက်ပြီးကိုဘာ message ရလိုက်လဲအော်ဒါမျိုးလေးပါရမယ်ပြီးတော့ရင်ကိုအရောသူများကိုညှိုးမဲ့စာအုပ်မျိုးလား rating ဘလောက်ပေးကျင်လဲကိုရိုင်းပြန်ဖတ်မဲ့စာအုပ်မျိုးလားဒီအကြောင်းညာတွေဒီတချို့ book review ရေးတဲ့အခါမှာအခြေခံအားဖြည့်ပါကိုပါတဲ့နဲ့စကားလုံးလေးတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီစာအုပ်ကိုထိထိမိမိဖော်ပြနိုင်တဲ့ကိုရေစကားလုံးရွေးချယ်မှုလေးလည်းလိုအပ်ပါတယ်ရှင်ကဲဒါလေးကိုစူးစမ်းပြီးတော့ရေးကြည့်ပါတကယ်လို့ရေးပြီးသွားပြီအခုလို့ ဒီ paragraph ကိုတမ်းမရေးနိုင်သေးဘူးဆိုရင်လည်းဗီဒီယိုရှိရ part 1လေးကိုကြည့်ပြီးတော့ sentence လေးတိဆောက်ပြီးတော့မှအခု part 2လေးကိုလာပြန်ကြည့်ပြီးတော့စာပိုက်လေးရေးမယ်ဆိုရင်လည်းပိုအဆင်ပြေမယ်ထင်ပါတယ်နော်